မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ31ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့တမ33ကနေထွက်လာတဲ့စစ်သားများလိုက်ပါလာတဲ့တပ်များကကားကိုမိုင်းဆွဲတိုက်ခတ်ရာစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမားလာ30ရက်နေ့မနက်7:16မိနစ်ခန့်မှာသခိုင်းမြို့တပ်မ33ကစစ်သားများလိုက်ပါလာတဲ့တံများကာကာ3စီးနဲ့6ဦးမြို့နယ် မြာပလဲစီဆိုင်ဂိတ်ကနေပြီးတော့လုံခြုံရေးလိုက်ပါလာတဲ့အကြမ်းဖက်စစ်ကား၄စီးကိုမုံရွာ၆ဦးလမ်းပိုင်းတနေရာအရောက်မှာ၄စီးမြောက်ကားကို တဖက်ပွင့်ရှေ့ဘက်မိုင်း၃လုံးနဲ့မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာ၄စီးမြောက်ကားရဲ့နောက်မီးပိုင်းကိုထိမှန်ခဲ့ပြီးတော့ကားပေါ်မှာပါလာတဲ့စစ်သားများကလက်နက်ငယ်များနဲ့ရန်တပ်ပစ်ခတ်တိုက်ခိုက်ကဆက်လက်ပြီးတော့မောင်းပြေးသွားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်သားများထိခိုက်ဒေဆုံးမှုကိုတော့ဆက်လက်စုံစမ်းနေသေးဖြစ်တယ်လို့သိရပါတယ်။ကားတော့ထိတယ်ထိခိုက်ဒေဆုံးမှုကတော့မသိရသေးဘူး။ကားပေါ်ကနေပစ်ပြီးတော့မောင်းပြေးသွားတာအတိအကျမမြင်လိုက်ဘူး။ကားပေါ်ကနေပြီးတော့ပစ်နေလို့ကျွန်တော်တို့အဖွဲ့လည်းမိုင်းဆွဲပြီးတော့တန်းပြေးလာခဲ့တာ။ လမ်းပိုင်းကင်းအထက်ထက်ကြားထဲကနေပြီးတော့ရအောင်မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါလို့ Area 71 PDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကို Area 71 PDF အဖွဲ့မုံရွာမြို့နယ်ပကဖဖောက်ခွဲရေးအဖွဲ့နဲ့အညာ Defense Force ADF အဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်းကမ်းမမြို့နယ်မှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးအကြမ်းဖက်စစ်တပ်ထဲကိုရောင်းစားနေတဲ့ညောင်မင်ခွင်းချေရွာအုပ်ချုပ်ရေးမှုစိန်ဝင်းမောင်ကိုပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ28ရက်နေ့ည9:40မိနစ်ခန့်မှာကမ်းမမြို့နယ်အတွင်းမှာရှိတဲ့လူငယ်များကိုစစ်တပ်နဲ့ပေါင်းပြီးတော့ပေါ်တာဆွဲဖမ်းဆီးပြီးစစ်မှုထမ်းလူစားမပေးနိုင်တဲ့ချေရွာများထံကနေပြီးတော့ငွေကျပ်300ရာရယူကာ စစ်မှုထမ်းလူစားထိုးရောင်းစားနေတဲ့ညောင်မင်ခွင်းကျေးရွာအုပ်ချုပ်ရေးမှုစိန်ဝဲမောင်ကိုပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။သူကစစ်တပ်နဲ့ပေါင်းပြီးတော့ပေါ်တာတွေလိုက်ဆွဲတယ်သူကပွဲစားလူကိုဖြစ်နေတာပေါ့။ကမ္မမျိုးနယ်တွေကကျေးရွာတွေမှာစစ်ကောင်စီကစစ်မှုထမ်းဖို့အတွက်လူစားပေးဖို့တောင်းတာတွေရှိတယ်။အဲ့လိုအချိန်မှာလူစားမပေးနိုင်တဲ့ရွာတွေကစိန်ဝဲမောင်အုပ်ကြီးစီမှာတိမ့်တရာနဲ့လူဝေရတာပေါ့။တကယ်ကသူကကမ္မမျိုးနယ်စစ်ကောင်စီနဲ့ပေါင်းပြီးတော့လှုပ်ရှားနေတာပြီးရင်သူတို့ကအချိုးကျခွဲဝေယူကြတာ။ နောက်ထပ်ကြားသိရတာတစ်ခုကကမ္ဘာမြို့နယ်အပြင်ဗဒောင်းမြို့နယ်ကပါသူစီကလူစားထုတ်ဝယ်ရတာတွေရှိတယ်လို့သိရတယ်လို့တရက်ခရိုင်အမှတ်လေးတိုက်ရင်တရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ်ကပြောဆိုထားပါတယ်၎င်းတိုက်ခတ်မှုကိုပြည်သူ့ကာကွယ်တပ်မတော်အမတ်တဲစစ်ဒေသမကွေးတိုင်းတရက်ခရိုင်အမှတ်လေးတပ်ရင်တပ်ခွဲနှစ်ကရဲဘော်များကလုံဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်ကမ်းမမြို့နယ် ကြောင်မဲကြေးရွာနဲ့ဖေုံလကြေးရွာကြားမှာအကြမ်းမဲ့စစ်သားများလိုက်ပါလာတဲ့အင်စည်းကားတစည်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာစစ်သား၃ဦးတိမ်ဆုံခဲ့ကြောင်းတရက်ခေအမှန်လေးတိုက်ရင်တရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ်ကဆက်လက်ပြောဆိုထားပါတယ်ဒီဇင်ဘာလ29ရက်နေ့မနက်6:30မိနစ်ခန့်မှာကံမမျိုးကနေမုံရွာပသိမ်းလမ်းပိုင်းဘက်ကိုကံပြားပြကြီးလမ်းအတိုင်းမောင်းနေလာတဲ့အကြမ်းမဲ့စစ်ကောင်စီတပ်သား15ဦးခန့်လိုက်ပါလာတဲ့အဖြူရောင်လိုက်ထရက်ကားကိုကြောင်မဲကြေးရွာနဲ့ဖေုံလကြေးရွာကြားအရောက်မှာ မန်းဆွဲပစ်ခတ်တိုက်ခိုက်ရာစစ်သား3ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ထိခိုက်ဒဏ်ရာရရှိတဲ့စစ်သားတွေကိုအုတ်ရှိပင်မြို့မှာရှိတဲ့စစ်ဆေးရုံကိုတဲဆောင်ပြီးတော့ဆေးကုသနေတယ်လို့သိရပါတယ်။ကျွန်တော်တို့ဘက်ကမိုင်းဆွဲတယ်လက်နက်ငယ်တွေနဲ့ဝိုင်းပစ်တယ်9မိနစ်လောက်10မိနစ်လောက်ပဲကြာခဲ့ပါတယ်။သူတို့ဘက်ကပြန်ပစ်နိုင်တာမျိုးတော့မရှိဘူး။ကျွန်တော်တို့ကပဲပစ်တယ်။ပြန်ဆုတ်လာတယ်။သေဆုံးတဲ့သူတွေကိုတော့ကံမဘက်ကိုပြန်တဲသွားတယ်လို့ကြားရတယ်။ဒဏ်ရာရရှိတဲ့သူတွေကိုတော့သူတို့ဥတီနေတဲ့ပသိမ်မုံရွာလမ်းအတိုင်းတက်ပြီးတော့ အုတ်ရှိပင်စစ်ဆေးရုံကိုပို့ဆောင်ပြီးတော့ကုသထားတယ်လို့သတင်းရထားတယ်။အဲ့ဒီဆေးရုံတင်ထားရတဲ့တဲက၃ယောက်ကလည်းဒဏ်ရာအပြင်းထန်ရထားလို့တင်နိုင်တယ်လို့သိရတယ်လို့တရက်ခရအမှတ်လေးတက်ရင်သတင်းနဲ့ပြောင်းကြားရေးတာဝန်ခံကိုမြတ်ကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်တပ်မတော်အမှတ်၁စစ်ဒေသမကွေးတိုင်းတရက်ခရအမှတ်လေးတက်ရင်တက်ခွဲနဲ့မိုင်းတက်စိတ်ကရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ထပ်ဖြည့်ပြီးတော့ပြောချင်တာကတော့ပြည်သူတွေထက်စစ်ကောင်စီရဲ့အဲ့ဒီတောက်တိုင်တွေပေါ့ ကံမမျိုးနယ်မင်းတို့မျိုးနယ်တေးရမျိုးနယ်ထဲမှာရှိတဲ့စစ်ကောင်စီခန့်ထားတဲ့အုပ်ချုပ်ရေးမှုတွေကိုပြောချင်တာပါလက်ရှိစစ်ကောင်စီကစစ်ရှုံးနေပါတယ်စစ်ရှုံးနေလို့စစ်မှုထမ်းဖို့အတွက်ဒေသခံပြည်သူတွေကိုမတရားဖမ်းဆီးပြီးတော့သူတို့အတွက်တတ်အင်အားတွေဖြည့်နေရတယ်စစ်ပွဲတွေမှာကြာရှုံးနေတာဟာလုံးဝကိုသိကြတယ်သူတို့ဘက်ကိုရက်တီနေမယ်ဆိုရင်အခုလိုမျိုးအသက်အန္တရာယ်တွေကြုံရမယ်ကျွန်တော်တို့ဘက်ကရှင်းလင်းရတာမျိုးတွေရှိမယ် အဲ့ဒါကြောင့်စစ်ကောင်စီနဲ့မပူးပေါင်းဖို့စစ်ကောင်စီလက်အောက်ကနေရုံးထွက်ဖို့အဓိကသူတို့ကိုပြောချင်ပါတယ်လို့တရက်ခရိုင်အမှတ်လေးတိုက်ရင်သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းချောင်းမြို့နယ်မှာမိုင်းရှင်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်သားများကိုမိုင်းဆွဲတိုက်ခတ်ရာစစ်တပ်ဘက်ကတအုပ်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီသမားက30ရက်နေ့မနက်၈နာရီခွန်နမိနစ်ခန့်မှာချောင်းဦးမျိုးကနေမန်းရှင်းရန် light freight ကားနဲ့ထွက်ခွာလာတဲ့အကြမ်းဖက်စစ်သားများကိုချောင်းဦးနဲ့နိုင်ရီကန်ကြားကလမ်းပိုင်းတနေရာအရောက်မှာတော်လိုင်းတပ်ဖွဲ့များကပရိသားမိုင်းနဲ့မိုင်းဆွဲတက်ခတ်ရာစစ်သားတအုပ်တိတ်ဆုံးသွားတယ်လို့သိရပါတယ်။ချောင်းကနေမိုင်းရှင်းမှုထွက်လာတဲ့စစ်ခွေးတွေကိုမိုင်းဆွဲတက်ခတ်ခဲ့တာပါ။ 6ဦးနဲ့နိုင်ရကန်ကြားလမ်းမိုင်းတနေရာမှာစစ်ခွေးတွေ live track ကရက်ပြီးတော့မိုင်းရှင်းနေတဲ့အချိန်ပရိသာမိုင်းနဲ့တိုက်ခိုက်ခဲ့တာပါစစ်ခွေးတကောင်တေပြီးတော့တကောင်တန်ရရခဲ့တယ်လို့ရေနဂါအဖွဲ့ကတောင်းရှိသူတို့ကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုရေနဂါအဖွဲ့နဲ့7 defense force အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဒါအပြင်သခိုင်းတိုင်းမုံရွာမန္တလေးလမ်းမိုင်းမှာပြည်သူများကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့ငွေညှင့်နေတယ်မြပလဲဂိတ်ကို drone နဲ့ဘုံကျဲတိုက်ခိုက်ရာစစ်တပ်ဘက်ကထိခိုက်မှုတွေရှိခဲ့ကြောင်း 5 Commando Force အဖွဲ့တာဝန်ခံဇာပြာကပြောဆိုထားပါတယ်ဒီဇင်ဘာလ26ရက်နေ့မနက်10:30မိနစ်ကနေမိုးလွယ်3:00အထိမုံရွာမန္တလေးလမ်းမိုင်းမှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့ငွေညှစ်နေတယ်အကြမ်းဖက်ဆက်တပ်ရဲ့မြားပလဲဂိတ်ကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိတော့လဲအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။တော်လိုင်းတပ်ဖွဲ့ဝင်တွေကတော့ထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ ခွေးသေးစင်းကတော့မသိရသေးပါဘူးထိခိုက်မှုရှိတာတော့သေးကြတယ်စစ်ခွေးတွေဘက်ကပြန်လဲပြစ်ခတ်တာမျိုးတော့မရှိဘူးဒီတိုက်ခိုက်မှုကအစိုးရဆန်လဲဆန်ကြာဆုံးချင်းတနှစ်ပြည့်အထိတ်အမှတ်အနေနဲ့တိုက်ခိုက်ခဲ့တာပါသူနဲ့ကျွန်တော်တို့ကတငယ်ချင်းတွေဖြစ်ခဲ့သလိုအာနာသိမ်းပြီးတဲ့နောက်ပိုင်းစာနာပြဝဲတိမ်မှာအတူတူပူးပေါင်းပြီးတော့ဥဆောင်ခဲ့တာတွေရှိပါတယ်သူက UG အဖွဲ့ဖွဲ့စည်းတော့လေသူ့ရဲ့ရဲဘော်အဖြစ်နဲ့ပါဝင်ခွင့်ရခဲ့ပါတယ်ကျွန်တော်တို့တန်ရောစင်ကကျွန်တော်တို့ထောင်ကြတာတော့မှထောင်ထဲမှာအတူနေရသေးတယ်အရန်သူ့ကိုတရိပ်ရပါတယ်သူကြဆုံးသွားတဲ့အတွက်လည်းစိတ်မကောင်းဖြစ်ရတယ် ပသိန်ထောင်ပိုင်ရဲ့ရုံမာမှုတွေကြောင့်သူအခုလိုဖြစ်ရတာဆန်လင်းဆန်မရှိတော့ပေမဲ့သူတီထောင်ထားတဲ့ Black Dragon Force ဖြာပုံ BDFP အဖွဲ့ကအခုချိန်ထိရှိသေးတာရဲ့ရဲဘော်တွေကလည်းပြန်လဲပြီးတော့စူးစီးနေပါတယ်လို့ပြောကြင်ပါတယ်လို့5 Commando Force အဖွဲ့တာဝန်ခံဇာပြာကပြောဆိုထားပါတယ်၎င်းတက်ခတ်မှုကိုမုံရွာခဲပြည်သူ့ကာကွယ်ရေးတပ်မတော်တိုင်ရင်နဲ့ပူပေါင်းမဟာမိတ်များကပူပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးမြို့မဟာအောင်မြေမြို့နယ်မှာစစ်ကောင်စီရဲ့ရက်ကွက်အုပ်ချုပ်ရေးမှုရုံးအနီးမှာရှိတဲ့အလှကုန်ရောင်းဝယ်ရေးကုမ္ပဏီအမှုချမ်းစီခံရပြီးတော့ငွေကျပ်3600ခန်းနဲ့ကားတစ်စီးပါသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမားလာ25ရက်နေ့နေ့လယ်တနားရီလောက်ကမဟာအောင်မြေမြို့နယ်မဟာမြိုင်တရက်ကွက်63လမ်း64လမ်းနဲ့65လမ်းကြားမှာရှိတဲ့ စင်ဖြူတော်တယ်ယူပို့ဆောင်ရေးနဲ့အလကုံပစ္စည်းရောင်းဝယ်ရေးကုမ္ပဏီမှာဝန်ထမ်းအမျိုးသမီး၃ဦးရှိနေတဲ့အချိန်နှာခေါင်းစည်းမတ်စ်များတက်ဆင်လာတဲ့တနက်ကင်ဆောင်ထားတဲ့အမျိုးသား၂ဦးဝင်ရောက်လာပြီးတော့အမှုချမ်းစီးခဲ့ကြောင်းစစ်ကောင်စီရဲ့ Telegram Channel များမှာရေးသားဖော်ပြထားပါတယ်။အဲ့ဒီနောက်မှာတော့ရုံးခိုင်အတွင်းမှာရှိတဲ့တန်တစ်တာများတဲ့ကကျပ်သိန်း600ခန်းနဲ့ရုံးရှိမှာရထားတဲ့ Suzuki Artiga အမျိုးအစားအဖြူရောင်ကားကိုယူဆောင်ပြီးတော့မောင်းနေထွက်ပြေးသွားတယ်လို့သိရပါတယ်။ကုမ္ပဏီကားလိုမျိုးနဲ့လာကြတာတနက်လဲပါတယ်ပြောတယ် ငွေကိုတော့အင်ရှင်ကိုထည့်ခိုင်းပြီးတော့ကားပါတောင်းပြီးမောင်းထွက်သွားတယ်လို့ကြားတယ်လို့နီးစပ်တဲ့ပြည်သူတို့ကပြောဆိုထားပါတယ်။အဲ့ဒီအမှုချမ်းစီခံရတဲ့လုပ်ငန်းရဲ့မြောက်ဘက်52လမ်း64လမ်းနဲ့65လမ်းကြားမှာစိတ်ကောင်းစီအုပ်စုမကြာခဏဝင်ထွက်နေတယ်။မဟာရန်ရက်ကွက်အုပ်ချုပ်ရေးမှူးယုံရှိတယ်လို့သိရပါတယ်။အဲ့ဒီအချိန်မှာလူသွားလူလာမပြတ်ဘဲနဲ့ဓမြဝင်တိုက်သွားခြင်းဖြစ်ကြောင်းဒေသခံတချို့ကပြောပါတယ်။ စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာမန္တလေးမြို့မှာရှိတဲ့ရွှေဆိုင်များဗန်များနဲ့စီးပွားရေးလုပ်ငန်းအများအပြားဓမြတိုက်အမှုချမ်းစီးခံခဲ့ရပြီးတော့ဓမြမှုအများစုဟာလည်းစစ်ကောင်စီလက်အောက်ခံပြူစောတိများကပြုတ်လုနေကြောင်းဒေသခံများကပြောဆိုထားပါတယ်အခုနှစ်ကုန်ပိုင်းမှာမန္တလေးအပြင်ရန်ကုန်မုံရွာမြို့တို့လိုမျိုးမြို့ကြီးများမှာလည်းဓမြတိုက်မှုလူတက်မှုများဟာခက်စိတ်စိတ်ဖြစ်ပွားနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့အင်းစိန်မြို့နယ်အနောက်ဂျိုကုန်းမှာလူငယ်15ဦးကိုအကြမ်းဖက်ဆက်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားကပတ်စံနဲ့ပြန်ရွေးလာတဲ့လူငယ်ဆန္ဒဦးကိုတော့ပြန်လွတ်ပေးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလ29ရက်နေ့မနက်10:00နာရီဝန်းကျင်အချိန်မှာလဖေးဆိုင်ထိုင်နေတဲ့လူငယ်ဆန္ဒဦးကိုအကြမ်းမဲ့စစ်တပ်ကအကြောင်းမဲ့တတ်တဲ့ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အလားတူပဲအနောက်ဂျုံကုန်းပန်းစိအနီးမှာရှိတဲ့ရတနာတိန်ခဖုန်ကြီးကျောင်းထဲမှာနေထိုင်တဲ့လူငယ်3ဦးကိုလည်းစစ်တပ်ကအကြောင်းမဲ့ဖမ်းဆီးသွားတယ်လို့သိရပါတယ်။ဖမ်းဆီးခံခဲ့ရတဲ့လူငယ်များဟာအသက်16နှစ်ကနေအသက်35နှစ်အတွင်းလူငယ်များဖြစ်တယ်လို့သိရပါတယ်။လ ရဖေးဆိုင်မှာထိုင်နေရင်းနဲ့ဖမ်းဆီးခံရတဲ့သူတွေကဘလောက်ပေးရလဲတော့မသိဘူးပတ်စံနဲ့ရွေးမှအဲ့ဒီလူငယ်ဆန်နှူးပြန်လွတ်လာတယ်ဖုန်ကြီးเจ้าမှာနေတဲ့လူငယ်တွေကတော့နာမည်အတိအကျနဲ့ကိုလာဖမ်းသွားတာတဲ့ပြီးတော့အဲ့ဒီအဖမ်းခံရတဲ့၃ယောက်ထဲက တယောက်ရဲ့အဖေနဲ့အမေကိုလည်းထပ်ပြီးတော့ဖမ်းသွားသေးတယ်လို့ဒေသနေပြည်သူတို့ကရှင်းပြထားပါတယ်လက်ရှိအချိန်ထိဖမ်းဆီးခံထားရဆဲလူငယ်များနဲ့ပတ်သက်ပြီးတော့သတင်းအစနာမရရှိကြောင်းရက်ကွက်နေပြည်သူများကပြောပါတယ်အလားတူပဲမြောက်ကလာဘမြို့နယ်မှာရှိတဲ့ပွရွက်စိတ်ကုန်းဘူရာကြံကင်းစုရက်ကွက်နေမြို့နယ်အတွင်းမှာရှိတဲ့ရက်ကွက်နေရအများစုမှာအကြမ်းဖက်စစ်တပ်ရဲ့လှည့်ကင်းကားများကလူငယ်များကိုပြစ်မှတ်ထားပြီးတော့ပေါ်တာဆွဲဖမ်းဆီးမှုများကိုလှုံ့ဆော်နေပြီး အရွက်ဝတ်နဲ့လိုက်လံဖမ်းဆီးနေခြင်းဖြစ်တယ်လို့သိရပါဗျ။ဖမ်းဆီးခံရတဲ့လူငယ်များကိုစစ်တပ်က၎င်းတို့တပ်ဆွဲထားတဲ့နေရာများကိုခေါ်ဆောင်သွားပြီးရက်ွက်အုပ်ချုပ်ရင်းမှုများကပွဲစားလုပ်ကမိဘများထံကနေပြီးတော့ငွေကြေးများကိုတောင်းခံခိုင်းနေတယ်လို့ပြောပါဗျ။အကြမ်းဖက်စစ်တပ်ကလူငယ်တအုပ်ကိုငွေကျပ်သိန်း90နဲ့ရွေးထုတ်ခိုင်းနေတယ်လို့သိရပါဗျ။ဒါအပြင်ငွေကြေးမပြည့်စုံတဲ့လူငယ်များကိုတော့စစ်မှုထမ်းစုဆောင်ရေးစခန်းများကိုပို့ဆောင်လိုက်တယ်လို့သိရပါဗျ။အခုဒီဇင်ဘာလအတွင်းမှာမြောက်ကလာဘမြို့နယ်မှာဝေဘာကြီးရက်ွက်ကလူငယ်၄ဦး ကားငယ်ရက်ကွက်ကလူငယ်9ဦးနဲ့ထောင်းဝဘဲရက်ကွက်ကလူငယ်3ဦးဖမ်းဆီးခံလိုက်ရပြီးတော့ပျောက်ဆုံးနေတဲ့လူငယ်အများပြားလည်းရှိကစိရင်အတိအကျကိုပြုစုဖို့အတွက်ခက်ခဲနေတယ်လို့သိရပါဗျ။မြောက်ကလာမှာပေါ်တာဆွဲဖမ်းဆီးခံရတာအရန်ကိုများနေပါတယ်။အထူးသဖြင့်စစ်ခွေးတွေကမနက်ပိုင်းကင်းပတ်တဲ့အချိန်တွေနဲ့ညနေပိုင်းကင်းပတ်တဲ့အချိန်တွေမှာဖမ်းဆီးများတယ်။အရက်ဝတ်တွေကယူနီဖောင်းအပြည့်စုံနဲ့ရောကင်းမုံချပြီးတော့ကိုဖမ်းဆီးနေတာညနေ6နာရီကျော်ရင်တော်တော်လေးကိုစိတ်မချရတော့ပါဘူး။ကြံကင်းစုရက်ကွက်မှာတော့အများဆုံးပဲဖမ်းဆီးခံရတဲ့သူတွေက ဒီသမာလဒုတိယဘက်ကနေစပြီးတော့ပေါ်တာဆွဲခံရတာတွေနဲ့ပျောက်ဆုံးလာတဲ့လူငယ်တွေပုံများလာတဲ့စစ်ခွဲတွေကသူတို့လူပြန်ရွေးကိုင်းမယ်ဆိုရင်တယောက်ကိုငွေကျပ်၁၀သိန်းကနေ၃၅၀အထိတောင်းနေပါတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းကျုံမြော်မြို့နယ်မှာစစ်ကောင်စီခန့်ခြေရွာအုပ်စုအုပ်ချုပ်ရေးမှူးက ဒေသခံလူငယ်များကိုချိမ့်ချောက်ပြီးတော့ပြည်သူစစ်မှုထမ်းတင်တန်းကိုဇက်တိုက်ပို့ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုလိုမျိုးလှုပ်ဆောင်နေတဲ့စစ်ကောင်စီခန့်ရက်ကျေးအုပ်ချုပ်ရေးမှူးဥပေါ့ဆခေါ်စောရင်ထွန်းဟာကြုံပြုံမြို့နယ်ရွှေကညင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖြစ်ကြောင်းဒေသခံများကပြောဆိုနေကြပါတယ်။အုပ်ကြီးကနယ်ဘက်မှာရှိတဲ့လူငယ်တွေအားလုံးကိုစစ်တင်တန်းကိုပို့နေတာငွေတွေလည်းအကြောင်းမျိုးမျိုးပြပြီးတော့တောင်းတယ်ချိမ့်ချောက်တာလည်းအရန်ပဲအခုဆိုရင်နယ်ဘက်ကလူငယ်တွေကိုစစ်မှုထမ်းနဲ့ထဲ့တာမနေတော့ဘူး အဲ့ဒီကြေးရွာအုပ်စုမှာအဲ့ဒီအုပ်ကြီးကတခုခုဆိုရင်ရဲနဲ့စစ်တပ်ကိုခေါ်ပြီးတော့ရိုက်နှက်တာတွေကိုပါလုပ်နေတယ်လို့ကျုံမြော်မြို့နယ်ကဒေသခံတအုပ်ကပြောပြထားပါတယ်။ရဲကြီးအုပ်ချုပ်ရေးမှူးဥပေါ့ဆခေါ်စောရင်ထွန်းဟာမိုးကျုပ်ပြည်ကြေးရွာအုပ်စုစစ်ကောင်စီခန့်ရက်ကွက်အုပ်ချုပ်ရေးမှူးဥခင်မောင်လွင်နဲ့ပူးပေါင်းပြီးတော့မိုးကျုပ်ပြည်ကြေးရွာ၊ကွင်းကောက်ကြေးရွာ၊တဲချောင်းကြေးရွာ၊ခဲပောင်ကြေးရွာ၊ရွာသားကြီးကြေးရွာ၊ကရက်ရှိကြေးရွာနဲ့ဒိုးပင်ယုံစတဲ့ကြေးရွာများကလူငယ်များကိုစစ်တပ်နှံကြောင်းများကိုပို့ဆောင်နေတယ်လို့ဒေသခံများကတိုင်ကြားထားပါတယ်။ ်ပြီးခဲ့တဲ့နိုဗင်ဘာလကလည်းအသက်၁၈နှစ်ကနေ35နှစ်အတွင်းရှိတဲ့ဒေသခံအမျိုးသား25ဦးထက်မနည်းကိုစာရင်းကောက်ယူပြီးတော့ရကြေးအုတ်ချုပ်ရေးဥပပေါင်းစားကအုတ်ချုပ်ရေးမှုရုံးကိုခေါ်ပြီးတော့အတင်းအဓမ္မလက်မှတ်ရေးထိုးခိုင်းပြီးတော့ကွင်းကောက်မြို့မှာရှိတဲ့တမတော်တန်းမြက်လေးချင်ရေးအကြောင်းကိုပို့ဆောင်လိုက်တယ်လို့ဒေသခံပြည်သူများကပြောပါတယ်။ EAR တိုင်းအတွင်းမှာရှိတဲ့စစ်ကောင်စီကအုတ်ချုပ်ရေးမှုနဲ့အဖွဲ့ဝင်များဟာသူတို့ရဲ့သားသမီးတွေကိုကြတော့ပြည်သူစစ်မှုထမ်းအမှတ်စဉ်တစ်ကနေရှစ်အထိစစ်မှုထမ်းဆောင်ရန်ခြံလက်ထားပြီးတော့ ၎င်းတို့နဲ့ပြည်လဲခြင်းမရှိတဲ့သူတွေငွေကြေးမပြည့်စုံတဲ့သူအများစုကသာစစ်မှုထမ်းဆောင်ရန်စစ်လက်ကျင့်ရေးတန်တန်းကြောင်းများကိုပို့ဆောင်လျက်ရှိတယ်လို့စုံစမ်းသိရှိရပါတယ်လက်ရှိမှာအေယာဝတီတိုင်းအပြင်ကျန်းတဲ့တိုင်းနဲ့ပြည်နယ်များမှာလည်းလူငယ်များကိုပေါ်တာဆွဲခြင်းဖမ်းဆီးငွေညစ်ခြင်းများကိုဇက်တိုက်ပြုလုပ်နေခြင်းများကြောင့်ညာပိုင်းအချိန်ဒီမှာလူသွားလူလာတွေနှဲပါသွားတယ်လို့ဒေသခံများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revenue Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ